ချစ်ပြားထုတ်လို့ရမှာမရှိမဖြစ်လိုအပ်တဲ့ရှားပါတက်ထုများကိုမကြသေးမီကတင်ပို့ခွင့်တားမြစ်ကန့်တက်လိုက်ခြင်းဟာဘယ်နိုင်ငံကိုမှရည်ရွယ်လို့ဆောင်တာမဟုတ်ကြောင်းနဲ့ဒါဟာပို့ကုန်တားမြစ်ခြင်းလည်းမဟုတ်ကြောင်းဇူလိုင်လ9ရက်ကြာတာပြည်နေမှာတရုတ်ကပြောကြားလိုက်ပါတယ်။စီမေးကွန်ဒက်တာတွေထုတ်လို့မှုအတွက်အရေးကြီးတဲ့ဂယ်လီယန်နဲ့ဂျာမနီယန်တက်ထုများတင်ပို့မှုကို အမျိုးသားလုံခြုံရေးစိုးရင်ပူပန်မှုများကိုအကြောင်းပြပြီးဩဂတ်စ်လ၁ရက်နေ့မှစတင်ကနောက်ဆုံးလက်ခံရရှိသူရဲ့ license နဲ့ကြေညာချက်လိုအပ်မှာဖြစ်ကြောင်းတရုတ်အာဏာပိုင်တွေကဒီသတင်းပတ်ထဲမှာပြောကြားခဲ့ပါတယ်။အခုလိုတရုတ်ရဲ့ပို့ကုန်ကန့်သက်ချက်ဟာမကြသေးမီနှစ်များအတွင်းအစ်စ်မြင့်ချစ်များနဲ့အမေရိကန်နည်းပညာတွေတရုတ်စီမရောက်အောင်ဝါရှင်တန်အစိုးရကတရုတ်ကုမ္ပဏီတွေကိုအမိပြတ်စင်းရဲတင်သွင်းခဲ့ပြီးနောက်ပိုင်း ွက်ပေါ်လာခြင်းဖြစ်ပါတယ်။ဒါအပြင်အမေရိကန်ဘန်နာရေးဝန်ကြီးဂျနက်ယယ်လင်ရဲ့ပေကျင်းခီးစဉ်မတိုင်မီရပ်ပိုင်းလိုမှာအချိန်ကိုက်ထွက်ပေါ်လာခြင်းလည်းဖြစ်ပြီး ခီးစဉ်အတွင်အမေရိကန်တရုတ်ကုန်သွယ်ရေးတင်းမာမှုကိုဆွေးနွေးဖို့ကထိတ်တန့်အကြောင်းအရာဖြစ်မယ်လို့မျှော်လင့်ရပါတယ်။ဒီအနေနဲ့ဒီပုတ်ကုံထိန်းချုပ်မှုကိုအကောင့်တွေဖော်ရမှာဘယ်နိုင်ငံကမှပြတ်မထားပါဘူးလို့ကုသရေးဝယ်ဝင်ကြီးဌာနပြောခွင့်ရရှူဂျူတင်ကကြာတာပရီးနေမှာပြုတ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်